တရားဒေသနာများ나ယူရင်းဖြင့်မိမိတို့ရဲ့ကုသိုလ်စိတ်ကိုထက်သန်စေမယ်အားကောင်းစေမယ်တန်ရှင်းဖြူစင်စေမယ်ပေါ့နော်ဒါနာကောင်းမှုပြုတယ်ဆိုတာလည်းပဲမြတ်စွာဘုရားကချီးမွမ်းတဲ့အလုပ်တိုက်တွန်းတဲ့အလုပ်ပါပဲမိမိသူတစ်ပါးနှစ်ဦးသား ချမ်းသာမှုကိုဖြစ်စေတဲ့အပြစ်ကင်းတဲ့တန်ရှင်းတဲ့အလုပ်ပဲဒါနကောမှုဆိုတာလေအထူးသဖြင့်တန်ဇာခရီးသွားကြတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဒါနကောမှုကိုလည်းပဲအားစိုက်ပြီးတော့ပြုလုပ်တဲ့နေပေါ့ဒါနကောမှုပြုတဲ့အခါမှာအထူးသတိထားเสียအချက်တစ်ခုက ကိုယ့်ရဲ့စိတ်ကိုဒါနကောင်းမှုပြုနေတဲ့အခိုက်အတန့်မှာဖြူစင်အောင်တန်ရှင်းအောင်ကြိုးပမ်းအားထုတ်ဖို့ပဲစိတ်မှာရာဂဒေါသမောဟအငြိအကြေးကင်းအောင်ကြိုးပမ်းအားထုတ်ခြင်းဟာကိုယ့်ကိုယ်ကိုချမ်းသာအောင်ရည်ရှိအကျိုးရှိအောင်ကြိုးစားအထောက်အရောက်တယ်ယောဂီတွေတတိပဌံဘာဝနာကုသိုလ်ကောင်းမှုကိုပြုတဲ့အခါမှာ ဒီသတိပဋ္ဌာန်လုပ်ငန်းစဉ်ဟာကိုယ်စိတ်ကိုဖြူစင်တန်ရှင်းစေတယ်စိတ်ကိုဖြူစင်တန်ရှင်းမှု ဖြစ်အောင် လုပ်ရခြင်းဟာအလွန်ကျိုးရှိတယ်ဒါတရားဘာဝနာရှုတော်မှာကြည်တာဒါနာကောင်းမှုပြုတဲ့အခါမှာလည်းပဲကိုပြုလိုက်တဲ့ဒါနာကောင်းမှုအကျိုးကျေးဇူးများစေဖို့အတွက်ဒါနာကောင်းမှုပြုနေတဲ့အခါမှာအဲ့ဒီဒါနာရှင်နေရာလည်းပဲကိုယ့်ရဲ့စိတ်ကိုဖြူစင်တန်ရှင်းအောင်ကြိုးပမ်းအထောက်အကူတင်နေတဲ့ ်စိတ်ကိုဖြူရှင်းတန်ရှင်းအောင်လုပ်ရခြင်းဟာဘယ်ဘက်ကကြည်ကြည်သူဟာအလွန်တရာမှချမ်းသာဒုက္ခကိုဖြစ်စေတဲ့အကျိုးရလက်ကို ဖြစ်ထွန်းစေတဲ့အလုတ်တစ်ခုဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်။ဒါကြောင့်ဘုန်းတို့ဆက်လင်ကတမနာကတတုတ်တန်ဆိုပြီးတော့အင်္ဂုထုပါဠိတော်ဇက်ကနိပတ်ထဲမှာမှတ်တမ်းတင်ထားတဲ့ဒါနတရားဟောတိုင်းဟောတိုင်းမကြမကြထည့်ပြီးတော့ပြောပြတဲ့တုတ်တန်လေးတစ်ပုဒ်ရှိတယ် မြတ်စွာဘုရားကယဟန်တော်တွေကိုခေါ်တာယဟန်တို့တဲ့အခုဒီချိန်မှာနန္ဒမာတာ ဥပတကမဟာရှင်သာရိပုတ္တရာရှင်မမောက္ကလအမှုပြုတဲ့ယဟန်တန်ဃာတော်တွေကိုဒါနကောင်းမှုပြုနေတယ်ရှင်မြတ်ဆက်ကပ်ပြီးတော့လှူဒန်းနေတယ်အဲ့ဒါမြတ်စွာဘုရားကအကြောင်းတော်အနေနဲ့တကိုးနဲ့မြင်လို့ဟောတာ အဲ့ဒါလိုအကတဝကကြီးနှစ်ပါအမှုပြုတဲ့တန်ဃာတော်တွေကိုနန္ဒမာတာဒကမာကြီးဒါနာကောင်းမှုပြုနေတဲ့ဒါနာကောင်းမှုဟာအံ့ဩစရာပဲတဲ့အင်္ဂါ6ပါးနဲ့ပြည့်စုံနေတယ်တဲ့အင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့ဒါနာကောင်းမှုကိုပုဂ္ဂိုလ်တူတယောက်ပြုနိုင်ပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရရှိမဲ့ကောင်းကျိုးချမ်းသာတွေဟာအလွန်မှကြီးကျယ်တယ်များမြတ်တယ် ဥပမာမဟာသမုဒ္ဒရာမှာရှိတဲ့ရေကိုတိုင်းတာချင်းတွယ်လို့မရနိုင်သလိုအင်္ဂါရဲ့6ချက်နဲ့ပြည့်စုံအောင်သာဒါနာကောင်းမှုကို ပြုနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီဒါနာကောင်းမှုဟာလည်းပဲအကျိုးပေးဘယ်၍ဘယ်များ ရှိတယ်ဆိုတာကိုတိုင်းတာလို့မရနိုင်ဘူးလို့အဲ့ဒါလို့နေတန်းစကားလေးခြေပြီးတော့ပြည့်စုံရမယ်အင်္ဂါရဲ့6ချက်ကိုမြတ်စွာဘုရားဟောတယ်ဒါနာရှင်တွေရောအခုယောဂီတို့ရော ဒီအပြည့်စုံရမယ်အင်္ဂါရ6ချက်ကို ကြာဘူးနာဝရှိထားပြီလားဒါပေမဲ့ဒီအချိန်လေးမှာပြန်ပြီးတော့နှလုံးသွင်းမိခြင်းဟာကိုယ့်အတွက်အများကြီးအကျိုးရှိနိုင်တယ်ပေါ့နော်ပြည့်စုံရမယ်အင်္ဂါရ6ချက်ကဘာလဲဆိုတော့အလူပေးတဲ့ပုဂ္ဂိုလ်ဘက်ကပြည့်စုံရမယ်အင်္ဂါရ3ချက်အလူခံကြတဲ့ပုဂ္ဂိုလ်ရဲ့ဘက်ကပြည့်စုံရမယ်အင်္ဂါရ3ချက်အလူပေးတဲ့ပုဂ္ဂိုလ်ဘက်ကပြည့်စုံရမယ်အင်္ဂါရ3ချက်ဆိုတာက ပုပ္ပမုံစာအပ္ပရာစေတနာစေတနာသုံးဏဖြူစင်တန်ရှင်းအောင်ကြိုးပမ်းအထောက်အမဲလို့ပြောတာမလူခင်ရှေးဖို့မှာငါတော့လှူအောင်မယ်လှူအောင်မယ်လို့စိတ်ထဲကကြိမ်ဖန်များစွာလှူလို့တဲ့စိတ်ကလေးတွေကိုဒါပုပ္ပစေတနာလို့ခေါ်တယ်နော်လှူနေစေစွန့်လွတ်နေစေအခိုက်အတန့်မှာဖြစ်ပေါ်နေတဲ့စေတနာကိုမုံစာစေတနာ ပေးလူပြီးတဲ့နောက်မှာကိုယ့်အလှူနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာအော်ငါအရတော်လိုက်တာငါအတွက်အာကိုအာရာပြုမယ်ပြုလို့ရမယ်အလုပ်တစ်ခုကိုငါလုပ်ခဲ့ရတယ်လို့ကိုယ့်ရဲ့ဒါနာကောင်းမှုနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာ ပြန်တွေးပြီးတော့ဖြစ်ပေါ်နေတဲ့စေနာမျိုးကိုအပ္ပရာစေနာအဲ့ဒီပုပ္ပမုံစာ အပ္ပရာစေနာ စေနာ၃ပါးမှာဆွေမဲ့မှုຢာကမကြည်နပ်မှုဒေါသ အမှန်မသိမှုမောဟဆိုတဲ့အညစ်အကြေးမပေအောင်ကြိုးပမ်းအထောက်ရမယ်အထူးသဖြင့်ဒီဒါနကောင်းမှုဟာလှုပ်တဲ့လှုပ်ထိုက်တဲ့ကောင်းကျိုးချမ်းသာကို ဖြစ်ထွန်းစေတဲ့ကောင်းတဲ့အလုပ်ဖြစ်တယ်လို့သိတာအဲ့ဒါမောဟမရှိတာပေါ့နော်ကံကံရဲ့ကျိုးကို မသိတဲ့မောဟကိုပယ်တာပေါ့တရားတရားလို့လည်းပြောမယ် ဟိုရှုတော်တစ်မျိုးอ่ะကြည့်သူလည်းပဲပညာတစ်မျိုးပဲဟုတ်လားပြီးတော့ဒေါသအငြိအကြေးလဲသူอ่ะမရှိနိုင်ဘူးဘာဖို့လဲဆိုတော့မုန်းနေရင်ပေးလို့မရဟုတ်လားနော်ပေးတဲ့အခါမှာမေတ္တာသဘောဟာပါကိုပါနေတယ်ဟုတ်လားအဲအလောဘသဘောဆိုတာကတော့စွန့်လွတ်နေတဲ့အတွက်ကြောင့်အထူးပြောစရာမလိုသူอ่ะပါနေတယ်အတော့လောဘဒေါသမောဟကိုသူอ่ะပေးရှားထားတယ်ဆိုလို့ရှိရင်အဲ့ဒါအငြိအကြေးကိုကိုယ်ကပယ်ထားရရောက်တယ် ဒါကြောင့်ဒါနာကောင်းမှုပြုတဲ့အခါမှာအဲ့ဒါလေးကိုအာယုံဆက်ရမယ်အထူးသဖြင့်လောဘနဲ့ဒေါသကိုတော့အခိုက်အတန့်ပယ်နိုင်မယ်မလို့မောဟကိုပယ်ဖို့တော့နည်းနည်းလေးအားဆက်ရမယ်ပေါ့အဲ့ဒီအချိန်မှာအော်အ ਨੇ ဆုံးတော့ဒီအလုဟာကောင်းတဲ့အလုပဲနော်တကယ်မြင့်မြတ်တဲ့ပုံကိုယ်တွေလှုပ်တဲ့အလုပဲဆိုတဲ့အမှန်တရားကိုတော့ဘာလို့မလို့သိရမယ်မြင်ရမယ်အဲ့ဒါလို့ဆိုလို့ရှိရင်ဘုန်းတို့ဒါနာကောင်းမှုပြုကြတဲ့ပုံကိုယ်တွေ ဥပမုံစာအပရစေနာစေနာသုံးတန်အခိုက်တက်မှာမရာကဒေါသမောဟအငြိအကြီးခင်းအောင်လှုပ်တက်သွားမယ်ပေါ့နော်ဒါဆိုရင်အလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကပြည့်စုံရမယ်အင်္ဂါရ၃ပါးပြည့်စုံသွားတယ်အဲ့လိုဆိုရင်အလှခံတဲ့ပုဂ္ဂိုလ်ဘက်ကပြည့်စုံရမယ်အင်္ဂါရ၃ချက်ကဘာလို့နံပါတ်၁ရာကကင်းတဲ့ယဟန္တာတော့လည်းဖြစ်ရမယ်သို့မဟုတ်ရာကကင်းအောင်စူးစမ်းအထုတ်နေတဲ့နိမန်လမ်းမှာစူးစမ်းအထုတ်နေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ် နမနှစ်ဒေါသကင်းတဲ့ယဟန္တာတော်လည်းဖြစ်ရမယ်သို့မဟုတ်ဒေါသကင်းအောင်နိမလမကြိုးစားကြိုးစားအထုတ်နေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ်နံပါတ်3မောဟကင်းတဲ့ယဟန္တာတော်လည်းဖြစ်ရမယ်သို့မဟုတ်မောဟကုံအောင်မောဟကင်းအောင်နိမလမကြိုးစားအထုတ်နေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ်အင်္ဂါရ3ချက်အခုကုသိုလ်ရှင်တွေရောယောဂီတို့ရောဒါလေးကိုစဉ်းစားအောင်နော် လှပေးတဲ့ပုဂ္ဂိုလ်ဘက်ကလည်းဘုန်းတော်ဒီလောက်ပြောလိုက်တယ်ဆိုရင်ကိုယ့်ရဲ့စိတ်စေနာလေးကိုလှူဒန်းနေတဲ့အခိုက်အတန့်လေးမှာဖြူစင်အောင်တန်ရှင်းအောင်ကြိုးပမ်းအထုတ်ပြီးဖြစ်မယ်လို့ထင်ပါတယ်။အခုလှူခံရတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒါကိုယ့်ရဲ့စိတ်ကလေးကိုဖြူစင်အောင်တန်ရှင်းအောင်ကြိုးပမ်းအထုတ်ရင်းနဲ့ညာကဒေါသမောဟအညစ်အကြေးမပေးအောင်စွန့်အားရှိသမျှသတိပဋ္ဌာန်ဘာဝနာကိုပွားများရင်ဖြင့်ဒါကြိုးပမ်းအထုတ်ကြတယ်ပေါ့။ဒါမနေ့တိုင်းဆိုရင်လေဘုန်းတော် အတုပဘာဝနာပွားတယ်ဆိုတာအဓိကຢာကအငြိအကြီးနည်းဖို့ပေါ့မေတ္တာဘာဝနာပွားတယ်ဆိုတာဘာလို့ဒေါသအငြိအကြီးနည်းဖို့နော်တတိပဋ္ဌာန်ဘာဝနာပွားများတယ်ဆိုတာကျတော့မောဟအငြိအကြီးနည်းပါဖို့ပေါ့ဟုတ်လားအဲ့တော့ဒီလိုရည်ရွယ်ချက် ကောင်းလေးတွေနဲ့နိမန်လမ်းမှာသူတော်ကောင်းတရားကိုကျင့်ကြံကြိုကိုအားထုတ်နေတာဟာကိုယ့်အတွက်အကျိုးရှိအောင်လုပ်နေုံမျှမကဘဲနဲ့အလှူရှင်တွေကအကျိုးရှိအောင်လုပ်ပေးရ ရောက်သွားတယ်ဒါလေးကိုမြင်ရမယ်အဲ့ဒါလေးကိုစဉ်းစားသိခြင်းလို့ဘုမောပြောတာအဲ့ဒါမြတ်စွာဘုရားဟောပြတာဒီသုတ်တံလေးမှတ်သားစရာကောင်းနော်မဟာသမုဒ္ဒရာကြီးကိုတိုက်တာချင်းတွယ်လို့မရသလိုမျိုးအင်္ဂါ6ရက်နဲ့ပြည့်စုံအောင်ဒါနာကောင်းမှုတစ်ခုပြုနိုင်မယ်ဆိုရင်အဲ့ဒီဒါနာရဲ့အကျိုးပေးဟာလည်းဘယ်၍ဘယ်များရှိတယ်ဆိုတာကိုတိုက်တာလို့မရနိုင်ဘူးလို့ပြောတာအဲ့ဒါဘုန်းဘုန်းတို့ဒီဒေသနာလေးနဲ့ဆက်ဆက်ပြီးတော့တွေးကြအောင်တဲ့အကြောင်းအရာလေးတစ်ခုရှိတယ် ဟိုတောင်ရီနာနတ်ပြည်မှာအိန္ဒကနတ်သားနဲ့အင်ကုရနတ်သားဆိုတာရှိတယ်အင်ကုရနတ်သားကအစကမြတ်စွာဘုရားရှေ့မှာနေရာယူအဲ့တော့နောက်တဘိုးကြီးတဲ့နတ်တွေရောက်ရောက်လာတော့သူကနောက်ကိုရောက်ရောက်သွားတယ်မြတ်စွာဘုရားနာမှာမရတည်နိုင်လူတွေမှလည်းရှိတာပဲလေဂုံရှိတဲ့ရှိတဲ့လူတွေရောက်ရောက်လာလို့ရှင်ဂုံမရှိတဲ့လူတွေကနောက်ကိုအလိုလိုရောက်ရောက်သွားတာတွေရှိတယ်အဲ့ဒီမှာ ိန္ဒကနတ္တာကတော့ဖယ်ပေးရတယ်လို့မရှိဘူးတဲ့။ဘာလို့လူဒီလိုဖြစ်ရတာလဲဆိုတော့ဟောဒီနတ်အဖြစ်ကိုဟိုပေးခဲ့တဲ့ရစေခဲ့တဲ့ဒါနာကောင်းမှုပြုတဲ့နေရာမှာတယောက်သောနတ်ရဲ့ဒါနာကောင်းမှုက သာသနာ့ဘအခါကာလမှာပြုခဲ့တာ။အဲနေရာဖယ်မပေးရတဲ့အရှင်ဝါကြီးတဲ့နတ်ကတော့သာသနာ့ဘခါကာလမှာပြုခဲ့တာ။ပြုတဲ့ပမာဏချင်းရတယ်သာသနာ့ဘအခါကာလမှာပြုတဲ့ဒါနာအလွန်ကြီးကျယ်တယ် သာသနာတွင်မှာပြုတယ်နောက်ကုသိုလ်ရှင်ရဲ့ကုသိုလ်ကောင်းမှုကရှင်အနုရုဒ္ဓါကိုဆွန်းလောင်းခဲ့ဘူးတာပဲရှိတယ်ဒါနာကောင်းမှုပြုတဲ့ပမာဏကအလွန်မှကွာခြားတယ်။ဒါပေမဲ့အကျိုးရလရတဲ့အခါကျတော့အဲ့ဒီနည်းနည်းလေးပြုခဲ့တဲ့ပုံကိုရဲ့အကျိုးရလကအလွန်ကြီးကျယ်နေတယ်။ဘာလို့လဲဆိုတော့အလူခံတဲ့ပုံကိုရဲ့အည်အသွေးကွာခြားသွားလို့တဲ့။အဲဒါကိုပြောတဲ့အခါမှာတချို့ကတော့လည်းပဲအဲဘုန်းကြီးတွေကသူတို့သူတို့ ဥစားပေးပြီးတော့ပြောတယ်လို့နော်တလွဲထင်ပါလဲပဲစိုးရသေးတယ်အဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီအကြောင်းအရာလေးကိုအခြေခံပြီးတော့အလွန်တဘာဝကြတဲ့ဒေသနာလေးဟောတာရှိတယ်တိဏဒေါသနေခိတ္တန်ဤရာဂဒေါသအယံပသာတတ္တမဟိဝိတရာဂိတုဒိဏဟောတိမဟာဖလံစိုက်ကြပြောရတဲ့လေယာမြေတွေမှာပေါင်းမြက်တွေဟာအပြစ်ပဲတဲ့ပေါင်းမြက်တွေကိုမဖယ်ဘဲနဲ့စိုက်ပြိုးမယ်ဆိုရင် ကိုစိုက်ပြိုးလိုက်တဲ့သီးနှံကောင်းကောင်းရဖို့ဖြစ်ထွန်းဖို့ဆိုတာအလွယ်ဦးတဲ့ဟိုတန်ငယ်တွေမြက်တွေတောထားနေတဲ့အထက်သွားဆိုင်ဘာမှရမှာမဟုတ်ဘူးเนาะတိဏဒေါသဏီခិតဏီလေယာမြေမှာပေါင်းမြက်လင်အပြစ်ရှိရာဂဒေါသအယံပဇာအဲ့ဒါလိုပဲဟောဒီတတ္တဝါတွေမှာလဲရာဂဆိုတဲ့ဆွဲမမှုအပြစ်တွေရှိတယ်တဲ့တတ္တမဟိဝိတရာကေတုဒိဏဟောဒီမဖလာဒါကြောင့်မို့လို့ရာဂကင်းတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်ကို ဟိုလှူမဲ့တမ်းမဲ့ဆိုလို့ရှိရင်အဲ့ဒီအလူဟာအလွန်ကြီးမားတဲ့အကျိုးပေးကိုဖြစ်စေတတ်တယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာ။အောက်မြတ်တွေပဲပြီးတော့မြေဩဇာနဲ့နတ်ပြည်စုံနဲ့လေယာမြေမှာစိုက်ပြိုးလိုက်မယ်ဆိုလို့ရှိရင်တစည်းစိုက်လိုက်ရင်မရေမတွက်နိုင်လောက်ပြန်ပြီးတော့ရနိုင်တယ်။ဒီဥမာကိုမြတ်စွာဘုရားပေးတာ။တိဏဒေါသနေခိတ္တနေရာဂဒေါသအယံပဇာတတ္တမယီဝိတရာကေတုဒိဏဟောတိမဖလံတိဏဒေါသနေခိတ္တနေဒေါသဒေါသအယံပဇာတတ္တမယီဝိတဒေါသေတုဒိဏဟောတိမဖလံ။ လေယာမြေတွေမှာပေါက်မြက်လျင်အပြစ်ရှိတယ်။တတ္တဝါတွေမှာဒေါသလျင်အပြစ်ရှိတယ်။ဒေါသကင်းတဲ့ပုံကိုယ်ကိုပေးလူအပ်ခြင်းဟာကြီးမားတဲ့အကျိုးအနိသင်ရှိတယ်။တိဏဒေါသနေခិតတန်နေမောဟဒေါသအယံပဇာတတ္တမယိဝိတမောဟိတုဒိဏဟောတိမဖလာ။လေယာမြေတွေမှာပေါက်မြက်လျင်အပြစ်ရှိတယ်။တတ္တဝါတွေမှာမတိမှုလျင်အပြစ်ရှိတယ်။ဒါကြောင့်မတိမှုကင်းတဲ့တတ္တဝါတွေကိုပေးလူအပ်ခြင်းဟာကြီးမားတဲ့အကျိုးအနိသင်ရှိတယ်။ တိဏဒေါသနေခိတ္တံဤတဏဒေါသအယံပသာတတ္တမဟိဝိတတံဤသူဒိဏဟောတိမဗလားတတ္တတ္တဝါတွေမှာစွဲမဲ့မှုတဏဟာအပြစ်ပဲလေယာမြေမှာပေါင်းမြက်တွေဟာအပြစ်ပဲဒါကြောင့်တဏကင်းတဲ့တတ္တဝါတွေကိုပေးလှူခြင်းဟာကြီးမားတဲ့အကျိုးရှိတယ်လို့အဲ့ဒါလို့သဘာဝကြကြမြတ်စွာဘုရားဟောတာဟုတ်လားဒါကကိုလုံနေတဲ့အလုတ်ကလေးကကိုအကျိုးရှိုံမျှမကဘဲနဲ့သူများဟောပါအကျိုးရှိစေတယ်ဆိုတာလေးကိုတွေးရမယ်အခုလိုရှင်နေလည်းပဲအော်ငါတို့လည်းပဲ ဥပမုံစာအပရစီနာစီနာသုံးတန်ဖြူရှင်တန်ရှင်အောင်ကြိုးပမ်းအထုတ်ပြီးတော့လှူရတယ်။နောက်အလှခံကြတဲ့ပုံကိုယ်တွေကလည်းပဲစွန့်အားရှိသည်မြတ်ရာဂဒေါသမောဟနည်းအောင်ကြင်ကြံကြိုးကိုအထုတ်နေကြတယ်။ဒါလေးကိုတွေးလိုက်တဲ့အခါမှာအော်ကိုလှုပ်လိုက်လိုက်ရလှုပ်လိုက်ရတဲ့အလုတ်ကလေးကတန်ဖိုးရှိပါလားဆိုတာလေးကိုဘုံဘုံတို့တွေးမိသွားမယ်ပေါ့ဟုတ်လားဒါကြောင့်ဒီတတိပဋ္ဌာန်တရားရဲ့စွန့်ရည်တတိကိုမြင်ရမယ်ပေါ့နော်တတိပဋ္ဌာန်တရားပွားများခြင်းဟာစောစောကပြောခဲ့တဲ့ ဇာကဒေါသမောဟတဏအစာရှိတဲ့ပတ္တဝါတွေရဲ့အပြစ်လို့မြတ်စွာဘုရားဟောထားတဲ့အညစ်အကြေးတွေကိုမလုပ်နိုင်တော့ဖယ်ရှားနိုင်တဲ့တုတ်တင်နိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကနော်ဧကယနောယံဘိက္ခဝေမေကောတတ္တနာဝိတုဒ္ဓိယဟုတ်လားဟောသတိပဋ္ဌာန်တရားကိုပွားများမယ်ဆိုလို့ရှိရင်စိတ်ဟာဖြူရှင်တန်ရှင်အပြစ်ကင်းလိမ့်မယ်လို့ဘုန်းတို့တရားစကံစစချင်းအဲ့ဒီအကြောင်းအရာကိုပြောခဲ့ဘူးလားပြောခဲ့တယ်နော်အဲ့ဒါအခုပြောနေတဲ့ အကျိုးရလတ်ကိုတော့ဖြစ်ပေါ်စေမဲ့အကြောင်းတရားပဲသတိပဋ္ဌာန်တရားဆိုတာဒါကြောင့်ကုသိုလ်ရှင်တွေလည်းပဲဒါနကောင်းမှုပြုရင်းနဲ့အကြောင်းတိုက်ဆိုင်နေတဲ့အခါမှာသတိပဋ္ဌာန်ဘာဝနာကုသိုလ်ကောင်းမှုကိုပြုပြီးတော့ကိုယ့်ရဲ့စိတ်ကိုဖြူရှင်တန်ရှင်းအောင်ကြိုးပမ်းအထောက်သွားရမယ်ပေါ့နော်ခဏနေရင်ဒါနိုင်ဝက်လောက်ဘုံတို့တရားဓမ္မကိုကြိုးစားအထောက်ကြမယ်အဲ့ဒါအဓိကရည်ရွယ်ချက်ကဘာလဲဘုံဘုံအလုပ်ပေးတရားလေးစပြီးတော့ဟောတော့နော်အကျိုးရလတ်ခုနှစ်ပါးကို ရည်ရွယ်ချက်ခုနှစ်ပါးအနေနဲ့လည်းနားလည်သင့်တယ်လို့ပြောခဲ့တာယောဂီတို့မှတ်မိမယ်ထင်တယ်နော်။ဘာလို့တရားအထုတ်ရတာတုံးလို့မင်းငါးစိတ်ကလေးဖြူရှင်းတန်ရှင်းသွားအောင်လို့ပါလို့ဖြည့်တဲ့ပစီလို့ပြောခဲ့တာအမှတ်ရမယ်ထင်တယ်နော်။ဘာလို့တရားအထုတ်တာလဲလို့မင်းငိုချိန်ကြရင်မငိုရအောင်လို့ပါလို့ပြောတဲ့ပစီလို့ပြောခဲ့တယ်ဟုတ်လား။ဒုက္ခဒေါမနတတွေချုပ်ငိမ့်သွားစေဖို့တရားအထုတ်တာပါ။အတိညာဉ်တွေအစဉ်စဉ်မြင်ပြီးတော့နောက်ဆုံးမဲ့ညာရပြီးတော့ သစ္စာလေးပါအမှန်တရားကိုထွန့်ဖောက်ပြီးတော့သိမြင်နိုင်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ဖို့အတွက်တရားအထုတ်တာပါနောက်ဆုံးလူသားမန်တွေမသိနိုင်မမြင်နိုင်နဲ့ဟုတ်လားပါရမီထူးခဲ့တဲ့ပုဂ္ဂိုလ်တွေတကယ်ကိုရိုးချွံ့ချွံ့စူးစမ်းအထုတ်ကြတဲ့ပုဂ္ဂိုလ်တို့သာနဲ့သိနိုင်နဲ့နိဗ္ဗာန်ဆိုတဲ့အငိမ့်တက်ကိုသိနိုင်မြင်နိုင်ဖို့အတွက်သူတော်ကောင်းတရားကိုစူးစမ်းအထုတ်တာပါလို့အထုတ်ရခြင်းရဲ့ရည်ရွယ်ချက်လည်းဟုတ်တယ်အကြောင်းပြချက်လည်းဟုတ်တယ်ပြန်ပါလို့ပြောလို့အကျိုးရလက်လို့လည်းပြောရမယ်အကျိုးကျေးဇူးခုနှစ်မျိုးဟုတ်လား အဲ့ဒီလိုအကျိုးကျေးဇူးခုနှစ်မျိုးကိုဖြစ်ထွန်းစေတဲ့တတိပဒံဘာဝနာအလုပ်အခုဒါကဘုံဘုံတို့ဒါနတရားလေးနဲ့ဆက်ဆက်ပြီးတော့ဟောတာပါနော်ကိုယ့်စိတ်ကိုဖြူစင်အောင်လုပ်ရခြင်းသည်ကိုယ့်ကိုယ်ကိုအကျိုးရှိအောင်လုပ်ယုံမျှမကဘဲနဲ့လှူတဲ့တတ်တဲ့ပုံကိုယ်တွေအတွက်အကျိုးရှိအောင်လည်းလုပ်ပေးရရောက်သွားတယ်ဆိုတာလေးကိုပြောတာဒါလေးကိုအဓိကပြောတာနော်ဟောဆိုစိတ်ကိုဖြူစင်တန်ရှင်းမှုဖြစ်အောင်လုပ်ရခြင်းဟာတော့ဘယ်ဘက်ကပဲကြည်ကြည်အလွန်တရာမှတူကအကျိုးကျေးဇူးများတယ် အလွန်ထင်ရှားတဲ့ဒေသနာတစ်ခုကဘုန်းဘုန်းတို့အင်္ဂုတ္တပါဠိတော်ဧကနိပတ်ထဲမှာဟောထားတယ်။မကြာခဏလည်းဘုန်းဘုန်းတို့ပြောပြပါတယ်။ဟိုကြီးနေတဲ့ရေကန်လေးတစ်ခုပေါ့နော်။ရေကအလွန်ကိုကြီးနေတယ်။ကုံထွင်းဖောက်ပြီးတော့မြင်နေရတယ်။တိရလေးတွေကြာနေတယ်လည်းမြင်ရတယ်။ငါးလေးတွေတွားနေတာ၊ကြောက်သွားလေးတွေရှိနေတာ၊ကြောက်စရက်ခဲလေးတွေရှိနေတာအကုန်မြင်နေရတယ်။ဟုတ်ဆိုရေကကြီးနေလို့အဲ့ဒါမြတ်စွာဘုရားပေးတဲ့ဥပမာပဲ။ ကိုယ်စိတ်ကလေးကជីပြီဟေ့အညီအကျေးကင်းပြီဟေ့ဆိုရင်ဒီလိုဟာကိုယ့်ရဲ့စစ်မှန်တဲ့အကျိုးစီးပွားကိုလည်းမြင်နိုင်တယ်ငါဘာလို့ရင်အကျိုးရှိမေကောင်းမေဘာလို့ရင်တော့မကောင်းဘူးသိတယ်သူများအတွက်အကျိုးရှိရာရှိကြောင်းကိုလည်းသိတယ်မြင်တယ်ဟောနောက်ဆုံးဘလောက်ထိမြတ်စွာဘုရားဟောလို့ဆိုဥတ္တရိမနုဿဓမ္မနဲ့နော်လူတို့ထက်လွန်ကဲမြင့်မြတ်တဲ့တရားသူတရားမြတ်ကိုသိနိုင်မြင်နိုင်တယ်တဲ့မဉ္ဇဉ်ပုံဉ္ဇဉ်ရမယ်လို့ပြောတာရေကအကယ်၍နောက်ကျနေမေ မိုးရပြီးကလာရေတွေကဝါကျင်းကျင်းဖြစ်နေတယ်ဆိုရင်အဲ့ဒီရေအိုင်ထဲမှာဘာရှိတယ်ဆိုတာဘုံတော့မသိနိုင်ဘူးရေနဲ့တယ်ဆိုတာလည်းမသိဘူးတိမ်တယ်ဆိုတာလည်းမသိဘူးအထက်ဘာရှိလို့ရှိမှမသိဘူးနော်ဟောဆိုရေကနောက်ကျူနေတဲ့အတွက်ကြောင့် twin ဖောက်ပြီးတော့ဘုံတော့မမြင်ရအဲ့လိုပဲစိတ်ကနောက်နေတယ်မကြည့်ဘူးဆွဲမမှုတွေဝင်လိမ့်မကျင်တဲ့မှုတွေဝင်လိမ့်ဟုတ်လားဘူရူဝါဒပဲနေတယ်အမှန်မသိမှုလည်းအမှန်သိမှုလည်းဘာမှမရှိဘူးဒီတိုင်းပဲ ကြုံရကြမှာအာယုံနဲ့ဖြစ်တယ်လို့စိတ်တင်နေပဲဘုန်းတို့ဘဝကိုသွားနေတယ်ဆိုအဲ့ဒီစိတ်ကဘာကြီးသွေးမှမရှိဘူးအထူးသဖြင့်မကြည်လည်းမတန်ရှင်းတဲ့အတွက်ကြောင့်ဘာမှသူအမြင်တတ်ကိုမဖြစ်စေဘူးဟုတ်လားကိုယ်အတွက်ဘာအကျိုးရှိမယ်မရှိဘူးဘာမှမသိဘူးသူများအတွက်ဆိုဝေးရောဟုတ်လားတရားတို့တရားမြတ်သိဖို့မပြောနဲ့ပုံမှန်လောကမှာသိတဲ့သိတတ်တဲ့အရာတွေကိုတောင်းသိဖို့မလွယ်ဘူးဩစိတ်ဖြူစင်တန်ရှင်းခြင်းနဲ့စိတ်ညစ်နွမ်းခြင်း လောက်กว่าชาလဲဆိုတာလေးကိုစဉ်းစားဖို့ပြောတာအဲ့ဒါကိုကအခုဘာလုပ်နေတာတုန်းစိတ်ဖြူရှင်တန်ရှင်းအောင်လုပ်နေတာဟုတ်လားဒါကြောင့်မနေ့တိုင်းဖုံဖုံတို့ဖွင့်ပြတဲ့သတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်ဤကုန်းပိုင်းလေးမှာဖုံဖုံပါပြောထားတော့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဆိုတာအဆူဆူသောဘုရားရှင်တို့ရဲ့အဆုံးအမအားလုံးရဲ့အနှစ်ချုပ်သူအကောင်းဆုံးပဲအပြည့်စုံဆုံးပဲဒါကြောင့်အယိုးဆုံးနဲ့အကောင်းဆုံးတရားလို့ခေါင်းစဉ်တက်ပြီးတော့ဟောထားတာတောင်ရှိတယ်ဟုတ်လား သူအယိုးဆုံးပဲယိုးလိုက်တာမှကလေးတွေကစားတည်တာပဲကောင်းတာလဲသူ့ကိုမှီတဲ့တရားမရှိပါဘူးတကယ်ပြည့်စုံပါလေမကောင်းမှုရှောင် ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဘာကြောင့်မကောင်းမှုရှောင်ဖို့ဘုံတို့ကြိုးပမ်းအထောက်အရတော့သူ့ရဲ့အကျိုးရလက်ဖြစ်တဲ့ဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ရမှာဆိုလို့ဒါပဲလူရင်းကဟုတ်လားဘာကြောင့်ကောင်းမှုကိုဘုံတို့ဖြစ်အောင်ကြိုးစားရတာတော့သူ့ရဲ့အကျိုးရလက်ဖြစ်တဲ့ချမ်းသာဒုက္ခနဲ့ပြည့်စုံခြင်းလို့ဟုတ်လား ။ဘာကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုဖြူရှင်တန်ရှင်းအပြစ်ကင်းအောင်ကြိုးစားအထောက်အထားရတော့ခုနပြောခဲ့ပြီစိတ်ဖြူရှင်တန်ရှင်းမှတိတဲ့တိတိုင်းမြင်တဲ့မြင်တိုက်တာတွေကိုသိနိုင်တာမြင်နိုင်တာနောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုမှဒီစိတ်ဟာကိလေသာကလွတ်မြောက်တာလွတ်မြောက်မှချမ်းသာအစစ်ကိုရတာဒါကြောင့်စိတ်ကိုဘာကြောင့်ဖြူအောင်ထားရတာလို့မေးရင်နော်ကိုယ့်ဘဝလွတ်မြောက်သွားဖို့ဘယ်ကလွတ်မြောက်ဖို့တုံးဆိုတော့ဒုက္ခတွေကနေလွတ်မြောက်သွားဖို့ကိုယ်စိတ်ကလေးလွတ်မြောက်သွားဖို့ဘယ်ကလွတ်မြောက်ဖို့တုံးကိလေသာကနေလွတ်မြောက်ဖို့ စိတ်ကကိလေသာကလွတ်မြောက်မှဖုံဖုံတို့တွေဟာဒုက္ခလွတ်မြောက်မှကိလေသာရဲ့လက်ကမလွတ်မြောက်မှချင်းဒီတရားဘယ်သောခါကလာမှဒုက္ခကလွတ်မြောက်တယ်ဆိုတာမရှိဘူးဟုတ်လားဒါကြောင့်စိတ်ကိုဖြူအောင်ထားတယ်ဆိုတာလွတ်မြောက်မှုချမ်းသာအထွတ်အထိပ်ဝိမု ക്തി ချမ်းသာကိုရဖို့ဟုတ်လားဝိတုဒ္ဓိဖြစ်ရင်ဝိမု ക്തി ဖြစ်တယ်ဆိုတာအဲ့ဒါကိုပြောတာဝိတုဒ္ဓိဆိုတာဘာလို့စင်ကြယ်တာဝိမု ക്തി ဆိုတာဘာလို့လွတ်မြောက်တာဒီနှစ်ခုကအကြောင်းအကျိုးသဘောရှိတယ်နော် ဟုတ်လား အခုအဲ့ဒါသတိပဋ္ဌာန်တရားပွားတယ်ဆိုတာအဲ့ဒီမကောင်းမှုဆောင်ကောင်းမှုဆောင်ဖြူအောင်ရှိတ်ကိုထားလို့ဆိုတဲ့အမြင့်မြတ်ဆုံးလုပ်ငန်းရှင်ကြီး၃ရက်ကိုတပြိုင်တည်းထဲကျင့်သုံးပြီးသားဖြစ်စေတယ်။ဟုတ်တယ်ကိုကထိတာလေးကိုပဲတလဆက်သိနေတယ်ဒါဘုံကဒီတရားစကားမှာအဲ့ဒါကိုပဲဥသားပြီးတော့ပြောကျင်တယ်။နော်ခန္ဓာကိုယ်နေရာအနှံပြထိနေတယ်။အဲ့ဒီထိနေတာကိုပဲလိုက်ပြီးတော့အာယုံစိုက်တာ။စိတ်ကိုထိတဲ့နေရာမှာပဲချထား။ထင်ရှားလိုက်တာထိတာလေးအများကြီးပဲ။ ထိတာပေါ်မှာစိတ်နေနိုင်ရင်နေနိုင်သလောက်စိတ်ထားနိုင်ရင်ထားနိုင်သလောက်နော်တတိတက်ဝင်ရင်တက်ဝင်နိုင်သလောက်ဒီထိမှုသဘောလေးတွေရဲ့ပင်ကိုယ်သဘာဝကိုဘုံဘုံတို့သိနိုင်တယ်မြင်နိုင်တယ်ဘလိုလေးထိနေတာတော့ဘလိုလေးစာထိလာတာတော့ဘလိုလေးပြီးသွားတာတော့ဘလိုလေးဆက်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 ပြီးတော့ထိနေတယ်တော့ဒီထိတိတတိထဲမှာသူတော်ကောင်းတရားတွေပါဝင်နေတယ်ဆိုတာကိုနားလည်ရမယ်ဟုတ်လားအဲ့ဒါထိတာကိုသိနေတဲ့အချိန်မှာဝေဘူးဆိုကြီးကဘလိုပြောတော့ နော်လောဘဒေါသမောဟတွေဖြစ်ခွင့်မရလို့မဖြစ်ဘူးလို့ဟောဆရာကြီးကတော့ရိုးရိုးရှင်းရှင်းသူကတော့လေးလေးနက်နက်ရှုတော့ကလည်းမပြောဘူးရိုးရှင်းတဲ့ရှုတော့ကလည်းပြောတယ်ဘယ်လိုပြောတာဖြစ်ခွင့်မရလို့မဖြစ်ဘူးလို့ပြောတယ်ဟုတ်လားကလတီကလထိုင်ကလူတယောက်ဖယ်ထိုင်လို့ရတာဟုတ်လူနှစ်ယောက်ထိုင်လို့မရဘူးဒီလူထိုင်နေရင်နောက်လူထိုင်လို့မရဘူးအဲ့လိုပဲစိတ်ကသူကကောင်းတာဖြစ်နေရင်မကောင်းတာဖြစ်လို့မရဘူးမကောင်းတာဖြစ်နေရင်လည်းကောင်းတာမရှိဘူးအဲ့ဒီချိန်မှာဟုတ်လား ဖြစ်ခွင့်မရဘူးဆိုတာအဲ့ဒါကိုပြောတာစိတ်ကအဲ့ဒီချိန်မှာဘာဖြစ်နေအောင်ဆိုတော့သူတတိတွေဝရိယတွေဖြည့်နေတာသူထိတာကိုအာယုံဆိုင်နေတယ်တတိပါတယ်ဝရိယပါတယ်ထိုက်တဲ့နဲ့ပညာအချိုးအစားလည်းပါနေတယ်အပညာပါတယ်ဆိုတာကိုတရားအစအထုတ်ခါစားမှာသိမသိနိုင်ဘူးထိတာကိုသိနေတဲ့ချိန်မှာပညာလေးပါနေတယ်ဆိုတာသိမသိနိုင်ဘူးပညာဟာစဆခြင်းတဲ့ကိုကစဖုံးဖုံးထင်ပါတယ်မျိုးစိသဘောမျိုးအနေနဲ့ပါနေပြီးသား ဒီထိတာဟာဘာလဲဆိုတာကိုတိတဲ့သဘောလေးဟာပါနေပြီးသားနောက်ဆုံးတစ်ဖြည်းဖြည်းနဲ့ကြည်လင်တန်ရှင်းလာပြီးအားကောင်းလာပြီးဆိုတော့မှဩရုပ်တည်နေတဲ့သဘောပဲနော်ပြောင်းလဲနေတဲ့သဘောပဲဆိုတော့တစ်ဖြည်းဖြည်းနဲ့သူရိပ်မိလာနားလည်လာဟုတ်လားနော်ဒီထိတာကိုတိတယ်ဆိုတဲ့အလုပ်ကိုအများကြီးဖုန်းဖုန်းတို့အလေးအနက်ထားဖို့လိုတယ်အဲ့ဒါဆရာကြီးကအကျိုးကျေးဇူးကိုပြောတာအဲ့လိုလေးပဲပြောတာနော်ထိတာကိုတိနေတဲ့အချိန်မှာ လောဘမဖြစ်ပါဘူးဗျာဒေါသမဖြစ်ပါဘူးမောဟမဖြစ်ပါဘူးဒါကြောင့်မလို့စိတ်ကလေးဟာအလွန်မှတန်ရှင်းပါတယ်ဆရာတို့ရဲ့အဲ့တိုင်းပြောတာထိတာကိုသိနေတဲ့အချိန်မှာကာယကံတောင်းကျမ်းမှုဝစီကံတောင်းကျမ်းမှုလည်းမရှိပါဘူးဗျာဒါသီလနဲ့ပြည့်စုံတယ်ဆိုတော့ तू ပြောကျင်တာထိတာကိုသိနေတဲ့အချိန်မှာစိတ်ထဲမှာလည်းပဲနော်ဘာတွေရကျင်တာဘာတွေကိုမကျင်တတ်တာဆိုတဲ့နော်လောဘဒေါသတောင်းကျမ်းနေတာလည်းမရှိပါဘူးတဲ့အဲ့ဒါကတမာရီကိုပြောကျင်တာနော်ကာယကံတောင်းကျမ်းမှုဝစီကံတောင်းကျမ်းမှုမရှိဘူးဆိုတာကသီလကိုပြောနေတာ တော့မနောကံတောင်းကြမှုမရှိဘူးဆိုတာဘာကိုပြောနေတာတော့တမာတိကိုပြောနေတာဟုတ်လားထိတာကိုတိနေတဲ့အချိန်မှာဒါဟာယုတ်ပဲဒါဟာနမဲတိတဲ့သဘောဒါဟာမတိမြဲတဲ့သဘောပဲတိတဲ့သဘောလေးတွေဟာအနည်းနဲ့အများဆိုသလိုပါနေတဲ့သူကနော်သူကတော့ဒီငြိမ်မှုရှိရင်ရှိသလောက်ပညာအရှိသူရတက်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 လာတယ်ဒါကြောင့်မလို့ပညာလည်းဖြစ်နေတယ်ဆိုတာကိုပြောတာနော်သီလတမာတိပညာတိခါသုံးရအကျင့်မြတ်ကိုတပြိုင်တည်းထဲပြီးစည်းစေတယ်လို့သူတို့ရအဲ့လိုသုံးနှုန်းတာ ဘလောက်ထိသူကထိတာကိုတိတဲ့အထဲမှာသူတော်ကောင်းတရားတွေကြည်ကြည်ပြည့်ပြည့်ပါဝင်နေလဲဆိုတာကိုဘယ်လိုလေးခြီးပြောလဲထင်လဲ။နောက်ပြိတ္တကသုံးပုံကိုအနှစ်ချုပ်လိုက်လို့ရှိရင်တဲ့ဗောဓိပက္ခိယတရား38ပါးရတယ်။ဘုံဘောကလူသားမန်နေနားလေတာမျိုးပဲအရင်သဘောကျတယ်။ညာသူကလူသားမန်နေပဲလေ။ဟုတ်လား။ကိုယ်လဲလူသားမန်မှာပဲ။နော်ပြိတ္တကသုံးပုံကိုအနှစ်ချုပ်ရင်ဗောဓိပက္ခိယတရား38ပါးရတယ်။ဗောဓိပက္ခိယတရား38ပါးဆိုတာပါတော့။တတိပဌံ၄ပါးတမပဌံ၄ပါး ဣတိပါ၄ပါးဘု၅ပါးဣန္ဒြေ၅ပါးဘောဇဉ်9ပါးမဂ္ဂင်၈ပါးဟုတ်လားဒါဘုံတို့သာသနာရဲ့ယရဏအနှစ်သာရ39မျိုးဒါအကုန်ပဲအဲ့ဒီဗောဓိပက္ခိယတရား39ပါးကိုထပ်ပြီးတော့အနှစ်ချုပ်မယ်ဆိုရင်မဂ္ဂင်၈ပါးရတယ်တဲ့မဂ္ဂင်၈ပါးနော်မဂ္ဂင်၈ပါးကိုအနှစ်ချုပ်ရင်သီလသမာဓိပညာ၃ပါးရတယ်အဲ့ဒီသီလသမာဓိပညာသုံးပါးကိုထပ်ပြီးတော့ဝနှစ်ချုပ်ခြင်းသေးရင်အပ္ပမာဒဆိုတဲ့တတိတလုံးရတယ်တဲ့ဒါကြောင့်ထိတာလေးကိုသိနေလို့ပြောတာ ဒါလေးပဲကင်ထားအညာပဲနော်အတိတရားအညာတစ်ခုလေဟုတ်လားအညာနဲ့ဆွဲမှလည်းအကုန်ပါလာမှသူကဟုတ်လားဒီသဘောလေးကိုပြောတာအဲ့တော့ထိတာလေးကိုဒလဇက်တိနေကိုကိုလည်းတန်ရှင်းစင်ကြအောင်လုပ်ပြီးသားဖြစ်တယ်သူများကိုလည်းပဲအကျိုးရှိအောင်ကိုတက်နိုင်တဲ့ဘက်ကနေလုပ်ပြရလေရောက်နေတယ်ဒီသဘောလေးကိုမြင်ရနော်ဒါကဒါနာပြုတဲ့လူတွေအကြောင်းတိုက်ဆိုင်နေတော့မှ တိပဋ္ဌာန်ပါဝနာပွားများပွားများသွားဖို့ဘုံဘုံကပြောတာဟုတ်လားယောဂီတွေနဲ့ပေါင်းပြီးတော့ကုသိုလ်တွေအတူတူပြုရတာပေါ့နော်အခုတရားဟောတာအချိန်ကစည်သွားပြီနော်အတော့ပြောခဲ့တဲ့တရားလေးအနှစ်ချုပ်ကဘယ်လိုလဲနော်သမုဒ္ဒရာကြီးကိုတိုင်းတာချင်းတွေ့လို့မရတယ်လို့မျိုးအင်္ဂါ6ရက်နဲ့ပြည့်စုံတဲ့ဒါနကောင်းမှုကိုအကျိုးပေးပေ၍ပေများရှိတယ်ဆိုတာကိုတိုင်းတာလို့မရနိုင်ဘူးအင်္ဂါ6ရက်ကအလှူပေးတဲ့ပုဂ္ဂိုလ်တွေကပုဗ္ဗမုံစအပရစီနာစီနာသုံးတန်းဖြူစင်အောင်ကြိုးစားရမယ် အလိုခံရတဲ့ပုံကိုယ်တွေရာရာဂဒေါသမောဟအငြိအကြီးကင်းအောင်တန့်ရှင်းအောင်သင်ကျင့်အောင်ကျင့်ကြံကြိုးကိုအထုတ်တဲ့ပုံကိုယ်တွေဖြစ်ရမယ်ရာဂဒေါသမောဟကင်းတဲ့ယန္တာဖြစ်မယ်ဆိုရင်တော့အထုတ်အထိတ်ပေါ့နော်အဲ့ဒီအဆင်မရောက်ဘူးဆိုရင်အဲ့လိုဖြစ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့နိမလမှကြိုးစားနေတဲ့အနေအထားမျိုးဖြစ်ရမယ်ဒါအင်္ဂါရ6ချက်ပေါ့ဟုတ်လားစိတ်ကိုဖြူရှင်းတန့်ရှင်းအောင်ကြိုးပမ်းအထုတ်ဖို့ဘလောက်အရေးကြီးလဲဆိုတာလေးကိုအဓိကပြောတာပါဟုတ်လားလေယာမြေတွေမှာ ပေါင်းမြက်တွေဟာ အပြစ်ပဲအဲ့ဒါလိုပဲတတ္တဝါတွေမှာယာကဒေါသမောဟတဏတရားတွေဟာအပြစ်ဖြစ်တယ်ပေါင်းမြဲမရှိတဲ့လေယာဉ်မှာစိုက်ပြုံးရင်နော်အသီးနှံဟာဖွံ့ဖြိုးတယ်ကြီးမားတယ်တိုးတက်တယ်အဲ့ဒါလိုပဲပေါင်းမြဲနဲ့တူတဲ့ကိလေသာတရားနော်ကင်းနေတဲ့ကင်းအောင်ကြိုးစားနေတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှာပြုတ်လိုက်တဲ့ဒါနာကောင်းမှုဟာကြီးမားတဲ့အကျိုးအာဏိသင်ရှိတယ်ဒါလေးကိုသဘာဝကျကြဘုံဘုံတို့ဒေသနာလေးတွေအခြေခံပြီးတော့ပြောပြတယ်နော်ဒါကြောင့်ဒီကနေ့ကြိုးပမ်းအထောက်ကြရတဲ့ဒါနာသီလသမာဓိပညာ ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညံပုညမြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း